ဆက်လက်ရှုစားမှာတော့ People Magazine အတွက် Photo Making ဖြစ်ပါတယ်ဒီတစ်ခါ Photo Making အတွက်ဒါရပ်ပုံရိုက်ကူးခံသွားမဲ့ပိုင်ရှင်ရဆိုလို့ရှိရင်တော့ Academy ဖွဲ့ဖွဲ့ဖြစ်ပါတယ်ရှင်ဒါကြောင့်ပရိသတ်တွေအတွက် Fashion အသစ် Mood အသစ်တွေနဲ့အမြဲတမ်းဖန်ဆားထားနိုင်တဲ့ Academy ဖွဲ့ဖွဲ့နေနေဒီတစ်ခါ Photo Making မှာလည်းသူဘယ်လိုမျိုးစီးမျောခံစားပြီးတော့ရပ်ပုံရိုက်ကူးခံသွားဖို့ရှိသလဲဆိုတာကိုပရိသတ်တွေအတွက်တင်ဆက်ပေးမှာဖြစ်ပါတယ်ဒါပြင်ဖွဲ့ဖွဲ့ရဲ့လက်တော်အနုပညာလှူရှားမှုတွေကိုလည်းပါဝင်သွားမှာဖြစ်ပါတယ်ရှင် ိသမားအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အခုဆိုလို့ရှင်တော့ဂျူးနာဂါဒန်ဟိုတယ်မှာရှိတဲ့ဓပုံမိုးကိုဦးရဲ့စတူဒီယိုမှာရိုက်ကူးသွားမယ်ဖိုတိုမေကင်ကိုပြိသက်တွေအားလုံးပဲရှူစားကြရမှာဖြစ်ပါတယ်ဒီဖိုတိုရှူတင်ဟာဆိုလို့ရှင်တော့ Pipe Magazine 73နှစ်ပြည့်နှစ်ပတ်လည်အထူးတို့အတွက်တေးဥဆောင်ဖူးဖွေးနဲ့ရိုက်ကူးသွားမှာဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုလို့ရှင်အခုအထက်မှာလည်းဖူးဖွေးတို့ရိုက်ကူးရေးတွေစတင်ပြီးလုပ်နေပြီလို့ထင်နေဗျကျွန်တော်တို့အတူတူသွားပြီးတော့ကြည့်ကြည့်အောင် Everybody ာဆိုင်ရိုက်ဖြစ်တာတော့ကျွန်တော်ဒီ prepare magazine ရဲ့73နှစ်အထူးတို့ကပါအတွက်လာရိုက်တာပါအာ prepare magazine ကနေပြီးတော့ကျွန်တော်တို့ဒီရဲ့သူတို့ရချင်တဲ့ concept လေးပေါ့နော်ကျွန်တော်တို့ချပြရတယ်ကျွန်တော်ဘက်ကလည်းအဲ့ဒါကိုဘယ်လိုရမယ်ဆိုတာတိုင်ပင်ချပြီးတော့ကျွန်တော်တို့နည်းနည်းချပြထားတဲ့ design က movement design လေးတွေ elegant design လေးတွေ ပြီးအဓိကအပြင် dancing movement လေးပါတဲ့ flamingo style လေးတော့ဗောနော်အဲဒါလေးလည်းရိုက်ဖို့တွေးစဉ်ထားပါတယ်ကျွန်တော်အနေနဲ့ team ပြင်ဆင်ထားတဲ့အပိုင်းကကြတဲ့အခါကျတော့အဓိကသူတို့ဒီ beat magazine ကချပေးတဲ့ team ဗောနော်အားလုံး motive ပြီးတော့ကျွန်တော်အနေနဲ့ color တွေဘယ်လိုချိန်မလဲကျွန်တော်အနေနဲ့ white balance တွေဘယ်လိုချိန်မလဲအဲမီးတွေကျွန်တော်အနေနဲ့ဘယ်လိုပြင်ဆင်မလဲပြီးတော့ movement တွေဘယ်လိုထည့်မလဲဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့ storyboard လုပ်တာမျိုးတော့အနောက်ကတည်းက move move လုပ်တာမျိုးနဲ့ပြင်ဆင်တာတော့ရှိပါတယ် paper magazine ရဲ့နောက်ပြီးတော့ designer မစနေ A2 ဆိုရယ်ကိုရဲ့ဟိုတိုင်ပြီးတော့ပြိသက် message မှာလို့စမ်းစမ်းပြပြလေးတခုဖြစ်သွားမှာเนาะအဲ make up make up ကကိုယ်ကိုပဲစပင်ကတော့ hello ကမချူဘောเนาะအကုန်လုံးပူပေါင်းပြီးတော့စဉ်းစားထားတယ်အခုစပင်နေကတော့အလိုအဓိကစမ်းချက်ကိုအထူးပြုထားတယ် design ရကြတော့လိုမျိုးဟိုဖွေးအရွယ်နဲ့လိုက်မဲ့ဟိုနည်းနည်း elegant လည်းဖြစ်မဲ့ royal နဲ့နောက်ပြီးတော့ဖွေးရဲ့ ဖွေးကြိုက်တဲ့အဲ့လိုမျိုး god ဖြစ်တဲ့ thing နဲ့ပေါင်းထားတဲ့ဟာမျိုးဘုရားအဲ့လိုမျိုးဟောအငြိမ်ကြီးအဲ့လိုထဲဆောက်လို့ရှင်နဲ့အဲ့လိုမျိုးလှုပ်နေတဲ့ပုံလိုမျိုးပေါ့နော်ကနေလိုလိုအဲအဲ့လိုလေးပေါ့ဖွေးရကခုနကကလေးတိတ်မလို့ဖွေးရကြဒီချုပ်ပုံလေးတွေမှာအဲ့လိုမျိုးအဲနည်းနည်းခုနကကလေးလေးကနေတဲ့ပုံမျိုး Spanish အကလိုပုံစံမျိုးလေးပါမယ်။ဘယ်လိုဟိုငွေရပနော်ဒီ people အဖုံးနေဒါရိုက်တာဆိုဒါ၃ သုံးအုံမှာပေါ့နော်အဲဒီလိုစစမ်းနေပြမှာလဲအမမရရရရတဲ့အတွက်အရင်ဝန်တာပါတယ်လို့ပြီးပဲမဂဇင်းအတွင်းရှိပါသေးတယ် က်ပြီးတော့ပရိသတ်တွေရှုစားရဖို့အတွက်ကတော့အနုပညာရှင်တွေရဲ့လက်တလောလှူရှားမှုတွေဖြစ်ပါတယ်။ပရိသတ်တွေချစ်တဲ့အနုပညာရှင်တွေကအနုပညာနဲ့ပတ်သက်လို့ဝန်စာတွေဖြည့်ဆည်းဖို့အတွက်သူတို့လက်တလောမှာဘယ်လိုတွေလှူရှားနေကြတယ်၊ဘာလို့ရှားမှုတွေရှိနေသလဲဆိုတာကိုပရိသတ်တွေကိုတွေ့ဆုံပြီးတော့ဒါတင်ဆက်သွားမယ့်အစီအစဉ်ဖြစ်ပါတယ်ရှင်။ဒါဆိုရင်ပရိသတ်တွေချစ်တဲ့အနုပညာရှင်တွေသူတို့ဘာလုပ်နေလဲ။ကျွန်တော်အခုပွင့်သင်္ကေတဇော်နဲ့အာကိုဇော်အယုံသမီးပေါ့နော်။ပွင့်သင်္ကေတဇော်နဲ့ကျွန်တော်တင်စာဝန်းကျော်ရဲ့အာအာဒရိုက်တာပွင့်သင်္ကေတဇော်မင်းသမီးကတင်စာဝန်းကျော်စကားလေးရိုက်နေပါတယ် အဲ့ဒီကားလေးနာမည်ကတော့နှောင်ကျိုးလေးခြေနှောင်ထားတဲ့ချစ်ကျိုးလို့မြင်ရပါတယ်။ဟောနောက်တလောကကားရေးပဲရိုက်ဖြစ်နေတယ်။ပြီးတော့ဒါပြီးရင်ဟိုကိုရီးယားသွားဖို့ရှိတဲ့ကြောင်းကားရိုက်လေးတွေလောလောဆယ်ခဏနားထားရပေါ့နော်။ဟုတ်။အဲ့နောက်တလောတော့အစဒီခါချနေရတဲ့အခွေဟိုပဲဟိုတောက်လျှောက်ရိုက်ဖြစ်နေရပေါ့နော်။ပြီးတော့ဟိုလောလောဆယ်ကတော့ဒီရေဘေးအတွက်အလူတွေအလူအတွက်တောက်လျှောက်သချင်းရှုပ်ဝဲလိုက်ဆုပ်ပြတဲ့ပေါ့နော်။အဒါပါပဲကျွန်တော်တော့မရှိပါဟုတ်။အဲကျွန်တော်ကအခု single single ထပ်ဖို့ကျွန်တော်အခုလုပ်နေတယ်။စားလုံးနေဒီနေ့ ဒီနှစ်ထဲမှာပေါ့နော်ဒီနှစ်ထဲမှာတော့ဘီထွက်နိုင်အောင်ပေါ့နော်ကျွန်တော်တို့အဆီဇင်နေရပြဟုတ်ဟိုကြိုးစားနေရပေါ့နော် အခုတခါဆက်လက်ပြီးတော့တင်ဆက်သွားမှာတော့ရေဘေးသိမ့်ပြည်သူတွေအတွက်မြန်မာနိုင်ငံရဲ့ကိုစားပြုမစ္စတာဦးဖြစ်တဲ့နန်းခေစရာအနီးနဲ့ဘယ်လိုမျိုးကုညီထောက်ပံ့မှုတွေပြုလုပ်သွားမလဲဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံနေရာအနှံ့ပြားမှာရေကြီးရှမ်းမှုတွေကြောင့်ဖြစ်ပေါ်လာခဲ့တဲ့ဒုက္ခတွေနဲ့ပတ်သက်ပြီးတော့ရေဘေးသိမ့်ပြည်သူတွေကိုအပြည့်အဝကူညီသွားဖို့အတွက်မြန်မာနိုင်ငံကိုစားပြုမစ္စတာဦးအနေနဲ့တာဝန်တွေကြားရနေရနေပြီးတော့ဘယ်လိုထမ်းဆောင်ပြီးတော့စေတနာအပြည့်နဲ့သူတို့တွေရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုဘယ်လိုတွေဖြည့်ဆည်းပေးခဲ့တဲ့လဲဆက်လက်ပြီးတော့လည်းပဲပြန်လည်ထူထောင်ရေးအတွက်မစ္စတာဦးအနေနဲ့ဘယ်လိုပါဝင်ပြီးတော့လှုပ်ရှားသွားမလဲဆိုတဲ့အကြောင်းအရာတွေကိုနန်းခင် ီယာနဲ့တွေ့ဆုံပြီးတော့မေးမြန်းထားတာကိုလည်းပရိသတ်တွေတခုလိုပဲတင်ဆက်ပေးချင်ပါတယ်ရှင်။ဒီပြည်ဒုက္ခတွေအတွက်ပေါ့နော်နိုင်ငံအကောင်ဆုံး ဖြစ်အောင်ပြည်သူတွေအတွက်ပေါ့နော်ရေဘေးဒုက္ခကိုယ်တိုင်ကိုကြောက်တရောက်ပြီးတော့ပြည်သူတွေအတွက်ပေးဆက်နေပါတယ်ပြီးတော့နောက်တစ်ခုကနိုင်ငံတော်မင်းစမြန်မာ charity group ဖွဲ့ပြီးတော့ဒီပြည်သူပြည်သားတွေအတွက်ပေါ့နော်ဒီကိုယ်တိုင်ကိုကြောက်သွားပြီးတော့ဒီဆန်နေ CDC စေးစားရအားလုံးလူပါတယ်ပြီးရင်ဒီလဒီလထဲမှာ၁၈၁၉ရက်နေ့ကျရင်နိုင်ငံတော်ရေနံချောင်းမြို့ဟိုသွားပါမယ်ရေနံချောင်းမြို့သွားပြီးတော့ဒီကျွဲနွားတရိတ်ဆန်တွေအတွက်အစာပေါ့နော်နံပါတ်အထုပ်နံပါတ်ကိုဟိုတိန်း၂၀ပို့တော့တက်လူမှာပါရှင့် ခုဆိုရင်ဒီနေ့အတွက်တင်ဆက်သွားမယ့်အနည်းပညာသတင်းလေးလှုပ်ရှားမှုတွေအားလုံးစုံလင်သွားပြီဖြစ်ပါရဲ့ရှင်။အခုချိန်ထိအချိန်ပေးပြီးတော့အားပေးရပရိသတ်တွေအားလုံးလည်းချစ်ခင်စားနဲ့ကျေးဇူးတင်ပါတယ်။အပတ်စဉ်တလင်းအားနေရနေပြီးတော့တောက်ကြနေကြည့်ရှိနေမယ့်အနည်းပညာမှုကောင်းကြီးအစီအစဉ်နဲ့ပတ်သက်လို့ပရိသတ်တွေအနေနဲ့ပြောပြခြင်းတဲ့အကြောင်းအရာတွေရှိရယ်ဝေဖန်အကြံပြုလိုတာရှိရယ်ဆိုရင်တော့ www.facebook.com/askyshow ကိုဝင်ရောက်ပြီးတော့ကြည့်ရှုလို့လည်းရပါရဲ့ရှင်။ဖိတ်လည်းဖိတ်ခေါ်ပါရယ်။နောက်ထပ်သတင်းကောင်းတစ်ခုကတော့အခုဆိုရင် www.mrtv4.tv မှာလည်းပဲအနည်းပညာမှုကောင်းကြီးအစီအစဉ်ကိုအချိန်နဲ့တပြေးညီအ လူပညာသတင်းတွေအားလုံးကိုတိုက်ရိုက် live ကြည့်ရှုနိုင်ပြီဖြစ်ပါရှင်ဒီနေ့မှာအချိန်ပေးပြီးတော့ကြည့်ရှုတဲ့ချစ်ပရိသတ်တွေအားလုံးလည်းကျေးဇူးတင်ပါတယ်မနေ့ပြန်တွေ့လဲပဲနောက်ထပ်လက်ဆက်တဲ့အလူပညာသတင်းအသစ်တွေကိုယူဆောင်ပေးလာပါအောင်ရှင်